လဲဘမီဒီယာဂရုရဲ့ဂုံတဲ့င်းနဲ့တိုက်ခါကိုထိခိုက်စေတဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကိုတရားစွဲဆိုထားတဲ့အမှုကိုနိုဝင်ဘာလ16ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာတတိယအကြိမ်ယုံချင်းစစ်ဆေးခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေက တရားရုံးကိုခြေလွှာတင်ခဲ့ပါတယ်။အဲ့ဒီခြေလွှာကိုတရားရုံးတော်သူဦးလှဆွေကိုယ်တိုင်တင်သွင်းခဲ့ပြီးတရားရုံးတော်ကယုံကောက်ချက်ထုတ်ရန်ဒီဇင်ဘာလ9ရက်နေ့ကိုယုံချင်းပြန်လည်ချိန်ဆခဲ့ပါတယ်။ ဒီယုံချိန်မှာဦးလဆွေကတရားသူကြီးကို၎င်းရဲ့အထက်အရာရှိများကပေးလိုက်တဲ့လှုပ်ဝက်စာတစောင်ပေးဖို့ရှိတယ်လို့ပြောကြားခဲ့ကြောင်းသိရပြီးတရားလိုရှိနေကကန့်ကွက်ခဲ့တယ်လို့တရားသူကြီးကလည်းလက်မခံကြောင်းညှင်းဆန်ခဲ့တယ်လို့သိရပါဗါဒ်အဆိုပါမှုကိုလွတ်တော်ကိုယ်စားလှယ်ဦးလဆွေမှရှိနေမှာပဲရင်းစတိုင်မီဖြစ်ကြောင်းသိရပါဗါဒ်အခုယုံချိန်နဲ့ပတ်သက်ပြီး11 Media Group မှအကျိုးတော်ဆောင်ရှိနေအဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွတ်တော်ရှိနေဦးကြည်မြင့်ကအခုလိုပြောပါဗါဒ်ဒီနေ့ယုံချိန်မှာတရားပြိုင်ဦးလဆွေလာတယ်သူခြေလွားတင်တယ်ပေါ့ ရှင်းနေမှာကိုကိုတိုင်းချီလာတင်နေတော့အဲ့မှာချီလာတင်နေအတွေ့ရုံတော်ကနေပြော့နောက်ရုံကောက်ချက်ထုတ်ရရင်ရုံရင်းကိုဒီဇင်မာလာခုနှစ်ရက်နေနေ့လက်တနာကြီးပြေးလိုက်တယ်အဲ့ဒါနောက်ရုံမျိုးပေါ့နော်နောက်သူကဒီနေ့ပါပြင်ပြလဲဆိုတဲ့အခါကျရုံကျွန်တော်တရားသူကြီးတွေကိုတရားသူကြီးကိုကျွန်တော်အထက်အထက်လူကြီးတွေကပြေးလိုက်တယ်ရှုပ်ဝဲစာတစ်စောင်ပေးဖို့ရှိပါတယ်အဲ့စာတစ်စောင် ရသူကိုကျွန်တော်ပြီးတော့တင်ပြပါမယ်ကျွန်တော်ဆရာကန့်ွက်လိုက်တယ်အာဒီလိုဒီလိုပေးလို့မရဘူးတရားဝန်ရှိမှပဲပေးရတယ်စာဆိုတာတရားဝန်ရှိမှပဲပေးရတယ်အဲ့လိုပေးလို့တရားဝန်ရှိကိုတင်ပြတဲ့စာတိုင်းကိုတစ်ဖက်ကိုအတိပေးရတယ်အဲ့လိုတင်လို့မရဘူးပြောတော့တရားသူကသူကတော့လက်မခံပါဘူးလေအဲ့လိုပေးတာအဲ့လိုပြောဒါမှမဟုတ်ဒါကရှင်းကိစ္စပါလေသူကအဲ့လိုပြောအဲ့တော့တရားသူကြီးကဒါလက်ခံခွင့်မရှိဘူးလက်ခံခွင့်ရှိရင်တရားသူကြီးမှလည်းအပြစ်ရှိတယ်ဟုတ်ကဲ့ဘာလို့ဒီလိုရှုပ်ဝဲစာတွေကို တစ်ဖက်တရားရုံးရှေ့စာတွေကပြုံဝင်လင်းလင်းပြုံဝင်လင်းလင်းပဲတင်ပြရမှာပြုံဝင်လင်းလင်းပြောရမယ်ပြောတဲ့တရားရုံးရှေ့တင်ပြဆိုင်ကိုတစ်ဖက်ကလည်းအတိအပြရဒါ open code ပဲလေအဲ့လိုသူကပြောတာဟာသူကလွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေပြီးတော့အဲသူ့ရဲ့ဖြတ်တန်းခဲ့တဲ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့အနေထားတွေရအဲ့ဒီအဲ့ဒီလောက်အဲ့ဒီလိုအဲ့ဒီလိုပြောရဲတယ်ဆိုတော့တော်လေးအားအသင့်ဒါဥပဒေနဲ့မညီဘူးပေါ့နော် အော်ဒီလိုပြောရဲပါလားဆိုတော့လေအားတဲ့အဲဘုရားယုံကလည်းပြပသလားညင်းပေရမှာဟုတ်အားနာနေပုံရသို့တော်လည်းပဲဟိုဒါကတော့ယူကျေးမှုရတရားဟုတ်တော့ပြည့်မတင်ဘူးသို့တော်ဒါလက်ခံကိုမရှိဘူးတကယ်လို့ဒီကိစ္စပေါ်ပေါက်လာတယ်ဆိုရင်တရားဟုတ်တရားဟုတ်မှာလည်းဥပဒေဥပဒေနဲ့ညီတဲ့လက်ခံလို့မရဘူးအဲလိုလည်းတင်းလို့မရဘူးဒီထူးခြားချက်ကအဲ့ဒါပါ ဒီအမှုစင်တဲ့တရားသူကြီးတို့အိုက်စာပေးလို့မရဟောပေးလို့သူကသူတခြားတရားသူကြီးချုပ်ပေးတာတို့ဘာတို့ရုံးမှာစာတင်ခဲ့တာတို့ကတော့ဆရာတို့ကန့်ကွက်လို့မရဟောဟုတ်တယ်ဒါမှမဟုတ်ဒီလိုဒီအမှုစင်တဲ့တရားသူကြီးတို့အဲ့လိုစာပေးလို့မရအဲ့ဥပဒေနဲ့မညီဘူးပေါ့နော်တရားသူရဲ့လက်ခံမှာမထင်ပါဘူးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလာစေဟာသူ့ရဲ့ Facebook စာမျက်နှာမှာတဆင့်ရေးသားမှုနဲ့မြန်မာ Cable Network သတင်းဌာနမှာဖြစ်ကြားမှုတွေဟာ11 Media Group ရဲ့ဂုဏ်သိက္ခာကိုထိခိုက်နစ်နာစေတာကြောင့်နစ်နာကြေး7,600ရယူလိုမှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှုကိုတိုင်းတရားလွှတ်တော်မှာ11 Media Group ရဲ့ Managing Director ဒေါက်တာသိန်းမြင့်မှတရားလိုအဖြစ်လျှောက်ထားခဲ့ပြီးစက်တင်ဘာလ14ရက်နေ့မှာတရားရုံးကအမှုကိုလက်ခံခဲ့ပါတယ်။အဆိုပါအမှုကိုတိုင်းတရားလွှတ်တော်ကတရားမကြီးအမှုတရားရှင်မြင့်ဆောင်2015နဲ့တရားသူကြီးဒေါ်ဆိုးဆိုးအောင်ကစစ်ဆေးနေပြီးအမှုကိုဒီဇင်ဘာလ9ရက်နေ့ကိုရုံးချင်းပြန်လည်ချိန်ဆခဲ့ပါတယ်။